ဒီနေ့တော့ဆရာနံပါတ်28ဖြစ်ပါတယ်ခန်းကြီး28အငယ်1မှ9ကျွန်ုပ်ဤကြောက်ဖြစ်တော်မူသောဒါဝရဖျားကိုရောကူအကျွန်ုပ်အော်ဟစ်ပါ၏မထူးပဲနေတော်မူပါနှင့်မထူးပဲနေတော်မူလျှင် အကျွန်ုပ်သည်တင်းကြိမ်တွင်တည်းသို့ဆင်းသောသူကဲ့သို့ဖြစ်ရပါမည်။ကျွန်ုပ်သည်တန်ရှင်းသော ဗျာဒိဌာနတော်သို့လက်ကိုခြီ၍ကိုရောကိုအော်ဟစ်သောအခါအကျွန်ုပ်တောင်းလျှောက်သောအတန်ကို နားထောင်တော်မူပါအိနီးချင်းအကျိုးကို ဖြည့်စည်လိုသောစိတ်နှလုံးရှိသည်နှင့် လောကဝတ်စကားကို ပြောတတ်သော သူသည်ဟုသော ဆိုးရုပ်တော်မူမတရားသော အမှုကို ပြုတတ်သော သူတို့နှင့်အတူအကျွန်ုပ်ကိုတွေးဆောင်တော်မူပါနှင့်သူတို့ကျင့်သောအကျင့်တည်းဆိုးရုပ်တည်နှင့် အကျိုးပြကိုဆက်ပေးတော်မူပါ သူတို့ပြုမူသည့်အတိုင်းဆက်ပေး၍အပြည့်နှင့်အလျောက်စီရင်တော်မူပါ သူတို့သည်သာရဖျား၏အမှုတော်ကို၎င်းလက်တော်နှင့်ပြုပြင်တော်မူရာကို၎င်းမမှတ်ကြသောကြောင့်တည်ဆောက်တော်မမူဖြိုဖျက်တော်မူမည်အငယ်၆မှ၉သာရဖျားသည် မင်္ဂလာရှိတော်မူစေတည်းငါတောင်းလျှောက်သောအတန်ကို နားထောင်တော်မူပြီး ဒါဝရဖျားဒီငါဤခွန်အားပလငါဤအကွယ်ကာဖြစ်တော်မူ၏ငါနှလုံးသည်ထိုဖျားကိုကိုးစား၍ငါကိုဆောင်းမတော်မူသောကြောင့်ငါနှလုံးသည်ရွှင်လန်းလေရှိ၏တည်ခြင်းဆိုလျက်ဂုဏ်တော်ကိုငါချီးမွမ်းမည်ဒါဝရဖျားဒီမိမိလူစု၏ခွန်အားပလဖြစ်တော်မူ၏အထံတော်၌ဘိသိက်ခံတော်သူ၏ကဲတင်ခြင်းအကြောင်းကိုခိုင်ခန့်မြဲမြံစေတော်မူ၏ကိုယ်တော်၏လူစုကိုကဲတင်၍ အမွေတော်ကိုကောင်းရှိမင်္ဂလာပေးတော်မူပါ သူတို့ကိုအုပ်ထင်း၍သာဝရချီးမြှောက်ခြင်းရှိစေတော်မူပါโอเคနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘုရား